င်္ဂလာပါခင်ဗျာ One News Angle ကနေပြန်လဲကြိုဆိုပါရစေ။ဒီ season ကတော့လူမှုကွန်နဲ့လူမှုဝန်ကျင်ကလှုပ်လှုပ်ရှားရှားနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေ၊သတိပြုဆင်ခြင်ရမယ့်အကြောင်းအရာတွေကိုထုံးထုတ်ရွေးချယ်ပြီးတော့ဆွေးနွေးတင်ဆက်ပေးနေတဲ့ season ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီ season မှာကျွန်တော်တီဟာဆိုးနေတဲ့ကိုကျော်ကျော်လက်တော်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကိုကျော်ကျော်နိုင်မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ကိုတီဟာဆိုးနေမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ဒါကျွန်တော်တို့ One News Angle ဆိုတဲ့ season ကတော့ဟုတ်ကဲ့။နော်ဒါကျွန်တော်အစောပိုင်းမှာပြောသားလို့ပဲနော်။ကျွန်တော်တို့လူမှုကွန်ရက်နဲ့လူမှုဝန်ကျင်ကဒါဟုတ်ကဲ့။ ှုတ်လှရှားရှားနဲ့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနောက်တစ်ခါအများပြည်သူဒါသတိပြုစင်ញင်ဖို့စင်ញင်ရမယ်ဒါအကြောင်းအရာတွေကမှအကြောင်းအရာတချို့ကိုထုံထုံရွေးချယ်ပြီးတော့ဒါကျွန်တော်တို့ကဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘာလို့ဒါကိုဒီအစီအစဉ်မဆန့်ခင်တိုင်းမှာထည့်ထည့်ပြောလဲဆိုလို့ရှိရင်ဒီအစီအစဉ်ကိုကြည့်နေကြသူကတော့ဒါသိရပါတော့ one news angle ဆိုတော့ဘလို့အစီအစဉ်မျိုးလဲဆိုတာသိကြပါတယ်ဆိုတော့ဒီ season ကိုခုမှစပြီးကြည့်မဲ့သူတွေကတော့ဘလို့ season မျိုးလဲဆိုတာသိအောင်လို့ဒါကျွန်တော်ကအ season မစခင်တိုင်းမှာဒါကိုကျွန်တော်ထည့်သွင်းပြီးတော့ဒါအတိအပြည့်ပြောချင်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုတရားစင်းနေအဲ့တော့ ကျွန်တော်တို့ကဒါကိုတရားဆိုနေပြောသေးပါဒီအစီအစဉ်ကိုကြည့်နေကြလူကတော့ဒါကျွန်တော်သိတာပဲเนาะတချို့မကြည့်ရသေးတဲ့သူတွေအခုမှစကြည့်မဲ့သူတွေကတော့ဟာလူမှုကွန်ရက်ဆံမင်းနာပဲလူမှုပုံဝန်းကျင်ဆိုရင်အရင်ကျေပြတ်သွားပြီအရင်ကျေပြတ်သွားတာအเจ้าရဒီလောက်ပဲလားမဟုတ်ပါဘူးတနေ့တနေ့ဖြစ်ပြနေတဲ့ကျွန်တော်တို့လူမှုကွန်ရက်ဆံမင်းနာတွေလူမှုဝန်းကျင်မှာဖြစ်ပြနေတဲ့အเจ้าရအများကြီးပဲဟုတ်ကဲ့ဒီအများကြီးကျွန်တော်တို့ဒီစတူဒီယိုခန်းထဲမှာကျွန်တော်တို့ထိုင်ပြီးတော့ပြောကြမယ်ဆိုရင်တော့ပြောလို့ကုန်မှာမဟုတ်ဘူးတနေ့တော့ပြောလို့ကုန်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့က ဲ့ဒီနေရာမှာကျွန်တော်တို့အစိတ်တော်လဲကင်းရမယ်ဒီနေရာကိုကြည့်ရှုပြီးတဲ့အခါမှာပြည်သူတွေတရေသားဆင်ခြင်လို့ရတယ်ဖြစ်ပေါ်လာမယ်ပြည်သူတွေအတွက်အကျိုးရှိသွားမယ်ဆိုပြီးကျွန်တော်ကျေနပ်ပြီဟုတ်ကဲ့အဲ့တော့ကျွန်တော်အဲ့ဒီနေရာနေပြီးတော့တကယ်ကျွန်တော်တို့ပြောဖို့သင့်တော်တဲ့အကြောင်းအရာတချို့ကိုပဲကျွန်တော်တို့ကဒါထုတ်လို့ပြောခင်ဆက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါကိုပြရစနေခင်ဗျာဆိုတော့ဟိုဒီရပိုင်းထဲမှာတော့ကိုကြော်ကြော်လဲလဲဒီမှာမှာဒါကျွန်တော်တို့လူမှုကွန်ရက်မှာဆိုလို့ရှိရင်လေတည်င်းနေဟုတ်ဖြစ်ရတယ်အများကြီးပဲပေါ့ဗျာနော်ဒါကျွန်တော်တို့ စင်မကောင်းစရာသတင်းတွေလည်းပါပါတယ်ဥမာဒါကျွန်တော်တို့အဆိုတော်ကိုအဒီနိုနော်အဆိုတော်အဒီနိုဟိုတီဆိုဖျော်ပြင်းနေတဲ့စင်မောင်မှာရုပ်တရက်လဲကြပြီးတော့ဒါကွယ်လွန်သွားတဲ့ဒါကျွန်တော်တို့ဖြစ်ရတယ်လဲဒါရှိခဲ့ပါတယ်နော်ဒါကျွန်တော်အင်မတန်မှာစင်မကောင်းဖြစ်ရပါတယ်ဆိုတော့ဒီလိုကိစ္စမျိုးလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဒီလိုအများကြီးကမှကျွန်တော်တို့အကြောင်းအရာတစ်ခုကိုထုံးလို့ပြီးတော့မှရွေးချယ်တင်ဆက်ပေးသွားမှာပါနော်ဆိုတော့ဟိုအခုစီစဉ်မှာကိုကျော်ကျော်လက်ကဘယ်အကြောင်းအရာနဲ့စပြီးတော့ဆွေးနွေးကြရလဲခင်ဗျဟုတ်ကဲ့ပါခင်ဗျ ျွန်တော်တို့ကတော့ဒီအကြောင်းကတော့ကျွန်တော်တို့ဟိုရှေ့ပိုင်းမှာတော့ကျွန်တော်တို့ဒါပြောခဲ့ပူပါတယ်ခင်ဗျဟုတ်ကဲ့အခုလည်းဒါထပ်ပြောရမယ်အချိန်လေးတစ်ခုရောက်လာတဲ့အတွက်ကျွန်တော်တို့ပြောရချင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ formula ကိစ္စဟုတ်ကဲ့နော်ဒါရလို့ရှိရင်ကျွန်တော်တို့ဘယ်ဒီမှာအသုံးများရလဲကျွန်တော်တို့ပြီးခဲ့တဲ့ဒီရက်ပိုင်းမှာပဲကျွန်တော်တို့ဒါတဆင်တာဝန်ရှိတဲ့သူတွေကနေပြီးတော့ဒါတင်းထုတ်ပြန်ခဲ့တယ်ဟုတ်ကဲ့ FD ရ FD ရနော်ကျွန်တော်ထုတ်ပြန်ခဲ့တယ်ထုတ်ပြန်ခဲ့တယ်အဲ့ထုတ်ပြန်ချက်တည်းမှာဘာလို့ဆိုလို့ရှိရင်ထောင်းတန်းပြစ်တန်းနေပြစ်တန်းနေငွေတန်းနေ ဒန်နီယယ်လုံးနေအများကြီးကြောင်ချမှတ်မဲ့ကိစ္စမျိုးတွေပါလာပြီပါလာပြီဒါလည်းကျွန်တော်တို့ဒီဒီ formula လေးကိုကျွန်တော်တို့အသုံးပြုမယ်အသုံးပြုရဆိုတဲ့ကိစ္စတွေကကျွန်တော်တို့အရေးယူမယ်ဆိုပြီးတော့ပြောခဲ့တာကြီးလဲဒါရှေ့ဘက်မှာကျွန်တော်ရှိခဲ့ပါတယ်နော်အဲကျွန်တော်တက်ဆိုင်တာဝန်ရှိတဲ့သူတွေကလည်းမကြခဏအရေးကိုဆောင်ပြီးတော့ထုတ်ပြန်တာမျိုးတွေကျွန်တော်တွေ့နေရပါတယ်နော်ဒါပေမဲ့ဘာကြောင့်အခုထိရှိနေတော့မလဲကြာပြီကျွန်တော်တို့ပယ်သွေးလို့ပယ်ပြားလို့ ်နောက်ကကျွန်တော်တို့မုတ်ဖက်ဟုတ်ကဲ့မွေးငါးဘက်မွေးငါးဘက်နော်ကျွန်တော်တို့ဒါအလွယ်တကူတော့မုတ်ဖက်လို့ခေါ်ကြတာပေါ့နော်ကျွန်တော်မွေးငါးဘက်မွေးငါးတွေမှာထည့်စားလဲမုတ်ဖက်အဲ့ဒါတွေကိုကျွန်တော်တာရှည်ခင်အောင်လုပ်တယ်ဒါတွေကျွန်တော်တို့ဒါမကြခင်ကကျွန်တော်စားသုံးနေတဲ့ net morning breakfast စာပေါ့ဗျာဟာကျွန်တော်တို့မွေးငါးမွေးငါးထဲမှာကျွန်တော်တို့ထည့်တယ်ကျွန်တော်တို့မွေးငါးဘက်ဒါရက်စကျွန်တော်မကြခင်ကကြုံမှုတယ်ဗျာအဲ့လိုမုတ်ဖက်မျိုးကိုကျွန်တော်စားပြရလို့ထင်ပါနေနော်ဟုတ်ကဲ့ကျွန်တော်အဲ့မုတ်ဖက်ကိုအဲ့မွေးငါးကိုကျွန်တော်စားပြရနေခေါင်းအသေးကြိုက်တာတော်ကြီးကိုကြိုက်တာကျွန်တော်စေးတော့လည်းတော်တော်လုံးမပြောက်တော့ဘူး ဒါမျိုးတွေပေါ့အဲ့တော့ကျွန်တော်တို့ကတာဝန်ရှိတဲ့သူတွေကထုတ်ပြန်တယ်ဒီဘက်ကရောင်းချနေတဲ့သူကိုလိုက်နာရဲလားဒါအခုမှမဟုတ်ဘူးကျွန်တော်တို့မကြံခင်းတာတွေ့တယ်အေးအေးယူမယ်ဆောင်ရွက်မယ်ဝန်ဖန်းတယ်ဒီတိုင်းပဲဆက်ပြီးတော့ရောင်းချနေတာပဲဈေးကွက်တွေမှာတွေ့နေတုံးပဲကျွန်တော်တို့ကဒါတွေကကျွန်တော်တို့တိတိတသားကြီးထိုးပြီးရော့ရော့ကြဆင်းသွားတဲ့ဆံတော့ကျွန်တော်မတွေ့သေးဘူးဒါကြီးရောင်းနေတုံးပဲဘသူစီမသေးမှရင်ပြီးရောငါအကျိုးစီးပွားဖြစ်တော့ရင်ပြီးရောတခြားလူရဲ့အသက်တွေတန်ဖိုးမထားဘူးကျမ်းမာရင် စူးစူးဝါဖြစ်သွားမယ်ဒါရီသူတို့ကောင်းနေမှာမရှိဘူးဘာဖြစ်လဲဆိုလို့ရှိရင်ရောင်းချိုက်ပြီကျွန်တော်ပြောနေရအောင်ရောင်းချိုက်ပြီကဒါရီသူတို့ကောင်းနေမှာမရှိဘူးအချိန်နဲ့သူတို့အိတ်တဲကိုပတ်စံဝင်ဖို့မတရားသဖြင့်ရတဲ့ပတ်စံများစားရက်လားစားလို့ရလားဒါရီလူတစ်ပတ်သားကိုဒုက္ခပေးပြီးမှရတယ်ပတ်စံနေဗျာကျွန်တော်တို့ပဲပြားကြီးပဲပြားကြီးဆိုလို့ရှိရင်ကျွန်တော်တို့သိတာပါတယ်ကျွန်တော်တို့ဒီပဲပြားကြီးကိုကျွန်တော်တို့ကြော်မယ်တုံမယ်အာဒီမျိုးဆိုတော့ချက်စားတယ်ဒါရီလည်းကျွန်တော်တို့ဖြစ်တာဗျာဒါရီနဲ့ ျွန်တော်တို့အလွန်ကြုံမဲ့တန်ရှိခင်အောင်သူစေးတွေသူအလွန်ကြုံသုံးဆွဲတာလားဒါမျိုးတွေကမဖြစ်သင့်တော့ဘူးရှေ့ပိုင်းမှာလည်းဒီလိုပဲကျွန်တော်တို့ဒါအမိတ်တွေထုတ်တယ်ဖမ်းတယ်စီးတယ်မပြီးတော့ရောင်းနေတာပဲကွတီတော့အဲ့တော့တဆင်ရတာဝန်ရှိရတဲ့တွေကလည်းဒီချက်ပို့ပြီးထိထိမိမိပြင်းထန်တဲ့ပြစ်ဒဏ်တွေရှေ့ပိုင်းမှာစံနမူနာပြုအောင်ပြစ်ဒဏ်မျိုးတွေနဲ့ချပြီးအရေးကြီးပါဒါတွေကိုနော်ကျွန်တော်တို့ရောင်းချရတဲ့တွေလိုက်နာပါနော်ကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိတဲ့သူကထုတ်ပြန်လာတဲ့ဥပဒေကိုလိုက်နာပါ ပြည်သူတွေရဲ့မျက်နှာကိုထောက်ပါလို့ကျွန်တော်ပြောချင်တာကိုဒီအရဆိုရင်ဟုတ်ကဲ့ဆိုတော့အထူးသဖြင့်တော့ဒါကျွန်တော်တို့ဟိုရက်ွက်ဈေးတွေပေါ့နော်ဟုတ်ကဲ့ရက်ွက်ဈေးတွေမှာရောင်းနေတော့ဥမာပဲပြားတို့ပဲသွေးတို့အဒါမျိုးတွေမှာ ဖော်မလင်ဟုတ်ပါဝင်တာဟိုဒါတော်တော်များများဒါတွေ့ရတယ်ဆိုပြီးတော့လေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတာပေါ့နော်ဒါ FTA ကလည်းဒါနဲ့ပတ်သက်ပြီးတော့လေသူပြီးခဲ့တဲ့ဂျပန်ကပဲဟိုကြီးညာချထုတ်ပြန်တဲ့ဒီဖြစ်တာပေါ့ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်လေဒီပဲကြောင်းလိုပါလို့စားကြတယ်ဆိုရင်လေဒီရက်ွက်ဈေးတွေကဝယ်မစားတော့ဟုတ် သူ့ကိုတရုံ၄၅00ဗျာဟိုဈေးကတော့တက်တာပါလေဒါပေမဲ့သူ့ရဲ့အနံ့အနံ့အနံ့အဲ့ဒီဟိုဘယ်လိုခေါ်မလဲချင်းစူးစူးနဲ့အဲ့ဒီဆင်းနဲ့လို့တော်တမျိုးပဲဗျာတိလာအဲ့တော့ကျွန်တော်ကဟိုစားခြင်းလို့ပဲများစားခြင်းလို့ရှိရင်ဘယ်ကသွားဝယ်လဲဆိုတော့ဒီစူပါမားကတ်တွေကသွားဝယ်လိုက်တယ်အဲ့မှာတရဝင် FDA ရဲ့ခွင့်ပြုချက်ဟို FDA ရဲ့ခွင့်ပြုချက်ရယူပြီးတော့ဟိုပါကင်ထုတ်ပိုးပြီးတော့ရောင်းနေတဲ့ပဲများရှိတယ်သူကဟိုပဲများဆက်တော့ဈေးကြီးတယ် ျွန်တော်ပြီးခဲ့ဂျပန်ဝင်ရတော့တရုံကသူက1800လောက်မသိဘူးသူကအဲ့လောက်လောက်ရှိတယ်ဟိုကောင်တွေကတရုံ၄ငါးပေါ့နော်သူက1800လောက်တော့ရှိတယ်ဒါပေမဲ့သူကဘာပါလဲဆိုလို့ရှိရင်ဒီ FDA ကဟိုခွင့်ပြုချက်ရပြီလားဖြစ်တယ် FDA ကစစ်ဆေးပြီလားဖြစ်တယ်နောက်ပြီးတော့သူ့ရဲ့အိတ်ခွန်မှာကစလုံးကြီးထင်းနေအောင်ရေးထားသူက formula မပါဝင်ပါတဲ့ဟိုဘာပဲပြောပြောပြန်ဒါမျိုးကြတော့စားရတာနည်းနည်းတော့စိတ်ချလက်ချတော့ရှိရပါလိမ့်နော်ဟိုဒါမျိုးပဲကျွန်တော်ဝယ်စားဖြစ်တယ်ဆိုတော့ခုနကကိုကျော်လည်းပြောတာလည်းဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်ဒီ formalin ထည့်တဲ့ဟာအထူးသဖြင့်ဒီမုတ်ဖတ်တို့เนาะဒါကျွန်တော်ပဲပြားတို့ပဲသွေးတို့အဲပဲသွေးဆိုတဲ့နေရာမှာလဲကျွန်တော်တို့ဟိုဒီပဲသွေးကဘာနဲ့လုပ်တာလဲလူဆန်ရောက်နိုင်ပေကြီး9ရောက်ရှင်းအောင်မသိဘူးဒါဘာနဲ့လုပ်တာလဲမေးကြီးအင်းအင်းဟိုပဲနဲ့လုပ်တာဖြစ်မှာပေါ့အင်းဟိုဟာနဲ့ဖြစ်မှာပေါ့ဒါမျိုးဝင်ဝေပါဘာနဲ့လုပ်မှန်းလည်းမသိဘူးတာရှိခံ formalin တွေစွတ်ထည့်တာအဲဒါမျိုးတွေပေါ့နော်ကိုကကြိုက်လို့စားရဆိုပေမဲ့လဲ ဟိုစစ်စစ်ငင်းငင်းစားသုံးမှုဒီညနေကျွန်တော်ထပ်ပြီးတော့အကြံပြုပြသေးတယ်နော်ဆိုတော့အဲ့ဒါတွေကိုအရင်တော့လည်းဟိုအေးအေးယူနော်အရင်ကတည်းကဒါကျွန်တော်တောက်လျှောက်ဟိုကြမ်းမာရေးဝန်ကြီးဌာနဟိုအတိပေးကြေညာလာတယ်နောက်ပြီးတော့ဟိုတောက်လျှောက်ရေးမှုတွေပြုလုပ်တယ်ဆိုပြီးတော့လည်းကျွန်တော်တို့တရင်တွေမှာမကြာခဏတွေ့တယ်ဒီဈေးတွေမှာရှောင်းတခင်ဝင်စစ်ပြီးတော့နော်ဖော်မူလင်ပါဝင်တဲ့ဟာတွေဟုတ်လားဒါကျွန်တော်တို့ဟိုတိန်းနေတို့နော်ဟိုကျောင်းနေသူဖန်းစီရေးယူတယ်တို့ဒါပေမဲ့ကိုကျောင်းလည်းပြောခဲ့တယ်လို့ပဲဒီလိုစစ်ဆေးတယ်ဖန်းစီရေးယူတယ်ဒါပေမဲ့ဘာလို့ပြောင်းမသွားလဲ လုံချောင်းနေသူကလည်းလုံပြီးတော့ရောင်းရောင်းမြဲရောင်းစဲပဲစားတဲ့သူတွေကလည်းဒါကဈေးသက်တာတော့ဟုတ်ကဲ့ကျွန်တော်ဖတ်မှာဗျာပဲပြားတရုံဟိုမှာ6900ဟိုမှာ1800စဉ်းစားကြည့်နော်40လောက်50လောက်กว่าသွားတယ်ဈေးလုံးဘူးကစားနိုင်မှာလဲဗျာအဲ့တော့ဒီဟာပဲလွယ်တကူစားမှာပေါ့တက်တာနဲ့ရဒါပဲစားတော့မှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒါပဲစားတော့ formulary ပါတော့ရောခံရတာပေါ့ဗျာဟုတ်ကဲ့ဆိုတော့အင်မတန်ရှင်းသားညာကောင်းပါလေနော်အင်မတန်လည်းစိတ်မကောင်းကြပါ ဆိုတော့ဒါလေးတွေကိုခုထပ်ပို့ပြီးတော့ကြက်ကြက်မက်မက်ထိမ့်သိမ့်သိမ့်ပြီလို့ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်ခင်ဗျာအာကျွန်တော်တို့လည်းအာကိုပါတဆန်တောင်းရှိတဲ့သူလည်းအာကိုပါတယ်အဲ့တော့ကျွန်တော်တို့ရောင်းချတဲ့သူတွေလည်းကျွန်တော်တို့ဒါမှန်မှန်ကန်ကန်နဲ့တတ်မှတ်ထားတဲ့ကျမ်းမာရေးစနစ်နဲ့ညီညွတ်တာတွေပဲကျွန်တော်ရောင်းစားသိချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုအတိအတရားနဲ့ကိုပေါ့နော်ဟုတ်ကဲ့ဟိုလူပီတာပါနေပေါ့နော်ဟိုကိုရောင်းတဲ့ပစ္စည်းကနော်ဟို food safety ပေါ့ဗျာနော် food security ပေါ့နော်ဟို ဘေးကနေလုံုံဟိုဒီအစားတောက်ဒီဘေးကင်းလုံုံမှုအတွက်နော်အရေးကြီးပါတယ်နော်ဒါလေးဟိုကိုကဒါဆိုရင်တော့ကိုကဈေးလဲရောင်းတာဖြစ်သလိုကုသိုလ်လဲရောင်းလဲဝါပါတယ်ခင်ဗျာနော်ဒါမျိုးလေးတွေဒါကျွန်တော်ဆောင်းဝဲချဖို့ဒီလိုအကြံပြုချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကိုတရားဆိုရင်အဲ့တော့ကျွန်တော်တို့နောက်ထပ်အကြောင်းအရာအနေနဲ့ကိုတရားဆိုရင်ဗာမားဟုတ်ကဲ့လုံးလုံးတရားတင်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျွန်တော်ပြီးခဲ့တဲ့ရပိုင်းကလူမှုကွန်ရက်ပေါ်မှာ post လေးတစ်ခုတွေ့လိုက်လို့ဗျာအဲ့ post လေးကဟိုတတိပြုညာလည်းကောင်းပါတယ်သူပြောထားတာလေ ိုဘာလဲဆိုတော့ဒီရုပ်ရှင်ဟိုရုပ်ရှင်ဇာတ်ကားကြီးတစ်ခုရဲ့ဟိုကြော်ညာအပိုင်းစာလေးပေါ့နော်ဟုတ်ကဲ့ပါအဲ့ကြော်ညာမှာဘာပါလဲဆိုတော့ကျွန်တော်တို့ဟိုအဖြူစိမ့်ဝင်ထားတဲ့အကြောင်းသူပုံစံနော်ဖြူစိမ့်ဝင်ထားတဲ့အကြောင်းသူတယောက်နေရနေတေယုတ်ဆောင်ရတဲ့တေယုတ်ဆောင်ဒီမြို့သမီးငယ်တယောက်ကလမ်းသွားနေတာကိုနော်ဒီယောက်ျားသားကြီးကအနောက်ကနေကြည်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအာသာငန်းငန်းနဲ့ နော်ဟိုတဏှာရာကကြီးတဲ့ဒီမျက်လုံးတွေအမူအရာတွေဒါရင်ကမျိုးစုံလုံးပြအောင်ပြောကြည့်နေရဗျာဒီလိုရိုက်ခွင်းရိုက်ဘက်ကိုစိတ်မြင်တဲ့ပြေကိုရိုက်ပြနေတာနော်ဟုတ်ကဲ့ကိုကျွန်တော်လည်းလဲတွေ့လိုက်မှာပါဟုတ်ကဲ့တွေ့ပါတယ်ဆိုတော့အဲ့မှာတရားဝင်ရေးထားဒီလိုဟာမျိုးကကျွန်တော်တို့ထဲ့သွင်းရိုက်ပြနေတာလိုးလို့လားတဲ့နော်ဒါဟာဟိုဘလုခွန်မလဲဒါကျွန်တော်တို့တက်ငင်မတိန်မှုတို့ဘာတို့ဒါကျွန်တော်တို့အားပေးအားမြောက်ပြုရာရောက်တယ်ဆိုပြီးတော့သူပြောထားပါဘောနော်လမ်းလွဲစေနိုင်တယ်ပေါ့ ဘသူတွတ်မှလည်းအကျိုးမရှိဘူးဗျာဒီလိုပြကွန်ပြောဘာကြောင့်ဒီလိုထဲ့ပြထားရလဲဘာကြောင့်ဒီလိုတည်ရင်ဝင်ပေါ်တင်းဒီလိုကြော်ညာထားရလဲဒါဟုတ်ဟိုတက်ဆိုင်ရတာတာဝန်ရှိရသူတွေသူပြောတာရုပ်ရှင်စီယုံတို့ဘာလို့ပါမှာပေါ့ဗျာနော်အဲ့လိုမျိုးတက်ဆိုင်တာဝန်ရှိရသူတွေကြီးနေလုံးကြပါအောင်နဲ့မြန်မာရုပ်ရှင်ကိုဒါကျွန်တော်တို့ဟိုဆွတ်ချနေတာပေါ့နော်ဒါမျိုးတွေဆိုတော့ကျွန်တော်လည်းဒါလေးတွတ်ကြည့်ပြီးတော့ဩလို့တော်တော်ကိုချိန်နေဆိုးနေပြီလို့ဒီဟာဒီပြောက်ခွက်ကဘယ်တော့များကျွန်တော်တို့ဖြစ်ရောက်ပါမလို့လဲမှန်တယ်ခင်ဗျပညာပေးရောရောက်လို့လား ျွန်တော်ဆိုလိုတာပြည်သူတွေအတွက်ဘာ message ရှင်းရလဲပြောဟာတိတ်တောင်ရှိတဲ့လောက်ကမဟုတ်ဘူးလေဗျာဘာလို့ထည့်ရတယ်မလဲခါတာအနေနဲ့တော့မထည့်သင့်ဘူးဒါလုံးဝမထည့်သင့်ဘူးเนาะဟိုဘယ်လိုခေါ်မလဲတော့ဘူတာဆိုးရွားတဲ့ဟာဗျာเนาะတက်ဆိုင်ရာစင်စားအဖွဲ့တွေကလည်းဒါကိုကျွန်တော်တို့မျက်စိပဲရှမ်းသွားလားဘာလားတော့မသိဘူးခင်ဗျာเนาะဟုတ်ကဲ့ဒါမဲ့တကယ်ကျွန်တော်တို့ဟို ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့တီခန်းပါမပါတော့မသိဘူးပေါ့ဗျာเนาะကျွန်တော်လူမှုကွန်ရက်ပေါ်မှာတွင်းလင်းရတဲ့ကြော်ညာလေးပြောတာပါဟုတ်ကဲ့ဆိုတော့ဒီကြော်ညာကလူမှုကွန်ရက်ပေါ်မှာတော်တော်ပြင်းရနေအဲ့အဲ့ဇာတ်ကားအပိုင်းစာလေးပေါ့ဗျာเนาะဟုတ်ကဲ့အဲ့အဲ့ကြော်ညာထိုင်းဟာလေးကဆိုတော့ဒါမျိုးတွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေစက်မှတ်ထိမ့်သိမ့်စေခြင်းလေเนาะဟုတ်ကဲ့ပါဟိုဘလို့တင်ပြားဒါကြီးကတော်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 ကိုစိုးရတဲ့တော်တော်ကိုစိုးရတဲ့ဟာကြီးဒါကြီးကတော်တော်ကိုစိုးရတယ်ဟိုဘလို့ခေါမလဲ အဖြူစိမ့်ဝင်ထားတဲ့ကျောင်းသူကျောင်းသားဆိုတာအင်မတန်ကိုဒါကျွန်တော်တို့ကဟိုတန်ဖိုးထားရတဲ့ဒါတားကောင်းသမီးကောင်းလေးတွေဒါเนาะပညာသင်ကြားနေကြတယ်ဟဟာပညာသင်ကြားနေတဲ့ဒါအမှတ်သားပေါ့ဗျာเนาะအဖြူစိမ့်ဝင်ပြီးတော့ကျောင်းသွားကြတယ်เนาะဟိုဒီကျောင်းသားကျောင်းသူလူငယ်လေးတွေကနောက်တစ်ချိန်မှာနိုင်ငံတော်အားကိုးရမယ်เนาะဟိုကောင်းမှောင်ကောင်းနေဖြစ်လာနိုင်တယ်เนาะပညာရှင်တွေဖြစ်လာနိုင်တယ် ဆိုတော့ဒါဟိုလာပြီးတော့ဟိုဒီလိုဆောင်းကားတဲ့ဟာကြီးကတော့မလုတ်သိဘူးလို့ကျွန်တော်တို့မြင်လာတယ်ဟိုအားလုံးရဲ့အမြင်ထဲမှာအတွေးကလမ်းကြောင်းမှားသွားနိုင်တယ်မှန်ပါခင်ဗျဒီအဖြူစင်းဆိုတာဆိုတော့ចောင်းသားចောင်းသူနေမကောင်းဆရာဆရာမတွေလည်းဝတ်အဖြူစင်းရနော်အဲဒါအင်မတန်ဟိုဒါတန်မိုးထားရမယ်ဒါဝတ်စုံပါဟုတ်ကဲ့နော်ဒီလိုဝတ်စုံကဝတ်ပြီးတော့မှဒီလိုမျိုးကျွန်တော်တို့အားသာပြည်တဲ့ကိစ္စမျိုးကိုရိုက်ပြထားတဲ့ရိုက်ခွင့်ရိုက်ခွင့်မျိုးကတော့ကြည့်ရှုသူတွေလည်းမကောင်းဘူးဟုတ်ကဲ့ရိုက်ပြတဲ့သူတွေကိုလက်ပြတန့်ရလာနော်အဲ့ရပါတဲ့တေးဥဆောင်ပဲဖြစ်ဖြစ်ကျွန်တော်ဒရိုက်တာပဲဖြစ်ဖြစ်ဇလန်းဆန်ညိုရေးတဲ့သူပဲဖြစ်ဖြစ်ထုတ်လင်းပြတတ်တဲ့သူပဲဖြစ်ဖြစ် ဒါတွေကကျွန်တော်တို့ကိုယ့်အတွက်လက်ပြန်တန်ရင်လားပေါ့ဒီလိုရိုက်ပြလိုက်လို့ဘာများထူသွားမလို့မဖြစ်မနေဒီဇက်ခွက်ကိုကျွန်တော်တို့ထည့်ရိုက်မှရမှာလားထည့်မရိုက်လို့မရဘူးလားရအောင်ကကျွန်တော်တွက်ချချိန်ဆပြီးတော့လုံးမဒါကောင်းပါမှာခင်ဗျဟုတ်ကဲ့ဆိုတော့ဟိုဒီပြခွက်ကလည်းဒါကျွန်တော်တို့မြမရိုးရံကြီးဂျင်းမှုနဲ့ဒါကျွန်တော်တို့ချိန်ထိုးကြည့်မယ်ဆိုရင်လည်းဒါမငြိမ်ညွတ်ပါဘူးပေါ့နော်ဟီရီအော်တာပါတရားနဲ့လည်းဒါကျွန်တော်တို့ဆန့်ကျင်နေပါတယ်ဒါမျိုးကိုတော့ဟိုတက်ဆိုင်အတောင်ရှိရသူတွေဒါကျွန်တော်တို့ဟိုဘယ်လိုဆောင်ရွက် မလဲပေါ့နော်ဒါကျွန်တော်တို့ကတော့တစ်ချက်စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့လူမှုကွန်ရက်ပေါ်မှာတော့တော်တော်လူပြောများနေတဲ့ဒါဟိုဖြစ်လေးတစ်ခုပါဒါကြောင့်မလို့ကျွန်တော်ဒီ season မှာထည့်ပြီးတော့ဒါဆွေးနွေးပြတာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ကျွန်တော်တို့ကဟိုမဖြစ်သင့်မဖြစ်တတ်တဲ့အရာမဟုတ်လို့ကျွန်တော်တို့ဒါပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကပုံပွဲမုံတင်မှုဘာမှမရှိဘူးเนาะကျွန်တော်တို့ကစပြီးပြောရရကျွန်တော်တို့လူမှုကွန်ရက်ဆံမျက်နှာပေါ်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကထုံထုံတင်ပြရလို့ပြောတယ်ဒီထဲမှာကျွန်တော်ပြည်သူတို့အစိတ်တော်ဖြစ်မဲ့အရာတွေเนาะကျွန်တော်တို့ဒါဟိုလမ်းမလိုက်နိုင်တဲ့အရာမျိုးတွေဒါကျွန်တော်တို့ကပညာပေးဖို့ ဒီဒါစင်ဘူးတော့ကျွန်တော်တို့ပြောခဲ့ဟုတ်ကဲ့ဒါအတွက်လည်းကျွန်တော်တို့ကဒါလေးကိုကျွန်တော်တို့ကောင်းလို့တင်ပြတာဒီပုံမှာကျွန်တော်တို့ဒါဘာမှမဖြစ်ပါဘူးကျွန်တော်တို့ပြောနေစမှာလေအပြူသဘောဆောင်ပြီးတော့ပဲဒါကျွန်တော်တို့ပြောတာဖြစ်ပါလေပေါ့နော်ဟိုလူတစ်ဖက်သားကိုဒါတိုက်ခိုက်လို့ရစိတ်ဒါရှုတ်ချလို့ရစိတ်နော်ဟိုပုတ်ကွေးမုံတင်းရစိတ်ဒါတွေမပါပါဘူးမပါပါဘူးဟုတ်ကဲ့နော်ဒါမဖြစ်သင့်ဖြစ်တဲ့ဒါလေးတွေကိုသတိရစင်ရင်ပို့မှန်ပါတယ်ရှောင်ရှားနိုင်မို့ပေါ့ဟုတ်ကဲ့နောက်လမှာကျွန်တော်တို့ရိုက်ခဲ့မယ်ဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်သတိရစင်ရင်ပို့လိုအပ်ပြီဆိုတာလေးကိုကျွန်တော်ဒါမိမောင်းထိုးပြလာခင်ဗျာနော်မှန်ပါတယ်ခင်ဗျာမှန်ပါခင်ဗျာဆိုတော့နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ကိုကျော်ကျော်လက်ကတဲ့အကြောင်းအရာများထပ်မှန်ပြီးတော့ဒါ ဆွေးနွေးတင်ဆက်ဖို့ရှိပါမယ်ခင်ဗျာနောက်အကြောင်းကတော့ခါရောမီကိစ္စပေါ့ဗျာเนาะကျွန်တော်တို့စောင်းရည်ညရောက်လာပြီဟဲ့ဆိုလို့ရှင်ဘယ်သူကဘယ်လိုစထွန်းလိုက်လဲတော့မသိဘူးစောင်းလေးဆိုအမိုက်ပြီးရှိုးရမယ်ဆိုပြီးတော့ဘယ်ပညာရှိရစပြီးတော့ကျွန်တော်တို့တတ်မှတ်လိုက်တော့မသိပါဘူးဗျာနော်ကျွန်တော်တို့နွေရည်တို့တခြားမှာတခြားအချိန်ကာလတွေမှာဆိုလို့ရှိရင်အမိုက်မီးရှို့တာကျွန်တော်တို့မတွေ့ရသလောက်ရှိပြီးတော့စောင်းရည်များနီးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အမိုက်မီးရှို့ရတယ်ဟိုနာရစဒီနာရစတွေ့လာပြီကျွန်တော်တို့စောင်းရည်တစ်ခုလုံးမှာ ကျွန်တော်တို့ဒီအမိုက်မျိုးရှုရတော်တော်လေးကိုစိုးစိုးဝါးကျွန်တော်ကြုံတွေ့ရတယ်။နှစ်တိုင်းလဲကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကိုဒီယာဆွေးနွေးတော့ကျွန်တော်တို့မကြခဏဒီလိုအစီအစဉ်မှာကျွန်တော်ထည့်ပြောခဲ့ဘူးပါတယ်။ဟုတ်ကဲ့။နော်ကျွန်တော်အမိုက်မျိုးရှုတဲ့ကိစ္စလေ။တော်တော်အခြေအနေစိုးပါတယ်ခင်ဗျာ။ဒါကတမောင်းပေါင်ဝင်ခြင်းအတွက်လည်းအများကြီးထိခိုက်တယ်။ဟုတ်ကဲ့။မိမိအန်ဒီအတွက်လည်းအင်မတန်စိုးရင်ရတယ်။နောက်ကကျမ်းမာရေးရော။ကျမ်းမာရေးအတွက်ကိုကိုဒီယာဆွေးနွေးစဉ်းစားကြည့်ဗျာ။တချို့ကတော့ဒီအမိုက်ကိုကျွန်တော်တို့လွှတ်ပြဖို့အတွက်ကိုအလုံးရှုံးမခံကြလားလား။အကုန်ကြတတ်တာကျင်လာတော့မသိပါဘူးဗျာ။ အဲ့အမိုက်တို့ကျွန်တော်စွန့်ပြမဲ့တူစွန့်ပြမဲ့တူစနေတကျစွန့်ပြမဲ့တူတို့မထူအမိုက်ပုံအင်ရှိမှမီးရှို့တာပဲတချို့တွေကအမိုက်ပုံကိုမီးရှို့ပြီးတော့ကျွန်တော်တို့နော်အမိုက်ပုံနားမှာစောင့်နေတာမျိုးမဟုတ်ဘူးနော်အမိုက်ပုံမီးရှို့ပြီးတော့အမိုက်ပုံကရှေ့မှမီးတော့လူကအိမ်ထဲမှာဒါမျိုးတွေဒါတချို့အချိန်နေစိုးရတယ်ဗျအဲ့မှာဘာဖြစ်လဲဆိုတော့တက်ကြီးရော်တွေနာနာကြီးယောဂသမားတွေခုနကျွန်တော်တို့ပန်းနာရင်ကြက်တို့ချောင်းဆိုးနေတဲ့ဥစားတို့နေထိုင်မကောင်းတဲ့သူတွေ ဒီအမှုတွေကျွန်တော်ရှူရှိုက်ပြီးလို့ရှိရင်ကလေးတငယ်တွေကလေးတငယ်ကိုဝင်ဆောင်ပြီးကိုဝင်ဆောင်ပြီးဘယ်တော့မှတို့ခိုင်းရအောင်မလဲဗျာကိုချင်းစာတရားလေးတွေရှေ့ကျဖို့လိုနေပြီနော်ငါ့အတွက်အစဉ်ပြေပြီးရောဆိုတဲ့ဟာမျိုးလေးတွေတော့ကျွန်တော်တို့ဦးနာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဘယ်ပညာရှိရသတ်မှတ်ခဲ့တာလည်းမရှိဘူးစောင်းနေမှာအမိုက်မီးရှိုးကြဟေးဆိုဘူးဘာမှလည်းမပြောဘူးကိုမှန်သားကိုစောင်းနေကြရင်အမိုက်မီးရှိုးပါမယ်ဆိုတဲ့အသေးခွန်ပြောရဗျာတော်တော်ကြီးဆိုးတယ်လူမှုကွန်ရက်ပေါ်မှာလည်းအများကြီးပဲကျွန်တော်တို့တဘောပေါင်းချင်းသေးသေးကြီးနဲ့ပတ်သက်ပြီးတော့ ဒီ volunteer တွေရောသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေရောဒီအစိုးရတာဝန်ရှိတဲ့သူတွေရောအကုန်လုံးလည်းပညာပေးနေတာပဲဒါလေးတွေသိကြဖို့လိုတယ်အခုကတော့မဟုတ်ပါဘူးဗျာပေါ်ပင်ုံဖြစ်နေပြီခုကတဲ့မလားအမိုက်မီးရှို့မယ်အချို့ဆိုလို့ရှိရင်ဒီအရှင်းကဘယ်လောက်ဒီဆိုလို့ဆိုတော့ကျွန်တော်ပွင့်လင်းရာကြီးဗျာအမိုက်မီးရှို့နောက်ဆက်တွဲပြဿနာတွေကကျမ်းမာရင်းနေမဟုတ်ဘူးတဘောဘေးကဖြစ်သွားနိုင်တယ်ဦးနာမီးပေးအနေရလို့ပါလို့ကျွန်တော်ဒီရမ်းမတစ်ဆင့်မီးလောင်တာမျိုးလေပွင့်လင်းရာကြီးဆိုကိုဒီရဆုံးနေသိတဲ့အတိုင်းပဲဟုတ်ကဲ့မကြခင်ကဟိုမှာမီးလောင်ပြန်ပြီဒီမှာမီးလောင်ပြန်ပြီ ဖြစ်ပြီဆိုလို့ရှိရင်ကိုရှုတ်လိုက်တဲ့တူဦးတယောက်တည်းတော့မဖြစ်ဘူးအကိုလုံးဖြစ်လာမိုက်မီရှုတ်လို့ဖြစ်လာတဲ့ပြဿနာနောက်ဆက်ပြီးအများကြီးပဲဥပမာကျွန်တော်ဆက်လေးတောက်တယ်လို့ပေါ့ဗျာကိုကတော့ကိုတယောက်တည်းတောက်လိုက်တယ်ကို့ဘေးမှာရှူပြိုင်နေတော့ထိခဲ့တယ်ဒါပဲအခုကျွန်တော်အမိုက်မီရှုတ်တာဒီတရားလေးနဲ့ဆင်ကျင်ဖို့လိုတယ်ဗျအတ္တမကြည့်ဖို့လိုတယ်တကူကောင်းမဆန်ဖို့လိုတယ်ကိုလုံးလိုက်တဲ့လုံရဲ့ကြောင့်တပားသူထိခိုက်သွားမလားဆိုထဲ့ထွက်ဖို့လိုတယ်ကျွန်တော်တို့အခုဆိုကျွန်တော်တို့အများဆုံးကျွန်တော်တို့ဘယ်မှာတွေ့ရလဲဆိုတော့ကျွန်တော်တို့ဆင်ကျင်ဖို့ရက်ွက်တယ်မှာအများဆုံးတွေ့နေရတယ် ဒီအမိုက်တွေမီးရှို့တယ်တချို့ဆိုလို့ရှိရင်တိရွက်ချက်တော့မဟုတ်တော့ဘူးเนาะအဲ့ထဲမှာပလတ်စတစ်စားတွေရောတာယာစားတွေရောကျွန်တော်တို့ဟိုအမိုက်ဆိုအမိုက်စားဟောင်းတွေအကုန်စုပြုံပြီးရှို့ရတယ်အဲ့မှာညှော်တာတော်တော်ကြီးညှော်တာเนาะကျွန်တော်တို့ဆိုလို့ရှိရင်လေဟိုကျွန်တော်တို့နေအိမ်နေဆိုလို့ရှိရင်ဘာလို့ပါဆိုလို့ရှိရင်တကားတော့ညတော့မိုးချုပ်ပြီးသွားတယ်တကား၆နေဆိုတကားပိန်ထားတယ်ဘာလို့ဆိုမီးခိုးတွေဝင်လာမှာဆိုလို့အဲ့ဒီမီးခိုးတွေကိုရီးယားကလည်းဟိုအိမ်မာလည်းအမျိုးသမီးကလည်းအဲရင်ကျက်အခန်းရှိတယ်တာသမီးရရင်ကျက်ခန်းရှိအဲ့ဒီလိုပဲကျွန်တော်တို့မိသားစုလိုပဲအခြားလူတွေလည်းအများကြီးပဲ ဒီကျွန်တော်တို့အမွှေးငွိုက်ဒီမီးခွန်းငွေတွေရှူချမ်းပြီးလို့ရှိရင်ရေကျက်ရောဂါဖြစ်နေစေနိုင်အများကြီးပဲဒါတွေကကျန်းမာရေးဒီကာလကိုဒီယာဆိုးနေတဲ့ပြည့်ရတိုင်းပဲလေကျွန်တော်တို့စောင်းလာကြည့်လို့ရှိရင်ကျွန်တော်တို့လာပြီးအမှယာတီတုပ်ကွေးတို့ချောင်းဆိုးရင်ကျက်တို့ပါထလာပြီလေပိုင်းပိုင်းတိုင်းရေကျက်သမားတွေကဒီလိုယာတီဆိုပိုဆိုးတယ်အေးပိုင်းယာတီဆိုလို့ရှိရင်အခုတော့အမွှေးတွေကျွန်တော်တို့ရှူချက်လိုက်ပြီးပို့ပြီးတော့ဒုက္ခရောက်ပြီဒါတွေကိုကျွန်တော်တို့ဥပဒေနဲ့စနစ်တကျကျွန်တော်တတ်မှတ်ဖို့လိုပြီအဲကျွန်တော်တို့ဥမာပါကျွန်တော်တို့အမိုက်မီးရှို့နေပြီကဲမောင်ပြူအမိုက်မီးရှို့နေပြီမောင်ပြူရေး ငါနဲ့မဆိုင်ဘူးဆိုပြီးလက်ထက်မသွောင်းနဲ့ဒီအမိုက်မီးရှို့တာဘာဖြစ်နိုင်လဲညာဖြစ်နိုင်လဲဘလို့ဥပဒေကိုကျူးလွန်တာဒါကြီးကိုရှင်းပြဖို့လိုတယ်အမိုက်မီးရှို့တဲ့ကိစ္စအောင်အဲ့တော့ဟိုကလည်းကျွန်တော်တို့သူ့အောင်ဆိုင်ဖို့လိုတယ်အငါဆရာကြီးလာလို့တာပဲဆိုရင်အသေးမျိုးမရှိဖို့လိုတယ်နော်အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့တဘောတရားကြီးကိုကျွန်တော်ချစ်မြတ်လို့မှရမယ်တဘောတရားကြီးကိုကျွန်တော်တို့မချစ်မြတ်လို့လို့ရှိရင်ကျွန်တော်ခံစားရမယ့်အကြောင်းတွေအများကြီးပဲရှေ့မှာလည်းကြည့်လိုက်ကျွန်တော်တို့တဘောပေါ့ကျွန်တော်ဒီသဘာဝပတ်ဝန်းကျင်ကိုကျွန်တော်တို့မထိန်းသိမ်းခဲ့တဲ့စိုးကျိုးတွေထိန်းသိမ်းမှုအားနည်းခဲ့တဲ့စိုးကျိုးတွေ ထိနှုတ်ထင်းသေးပါတယ်ဒါပေမဲ့အားနေတာပေါ့ဗျာနော်အဲဝိုင်းဝိုင်းပူပေါင်းဆောင်ဖို့ဒီအစိုးရတာဝန်ရှိတဲ့တွေကြီးပဲလုပ်နေလို့မရဘူးဒီကိစ္စဆိုတာပြည်သူကပူပေါင်းပုံမှာရမှာအဲ့တော့ကျွန်တော်ပူပေါင်းဆောင်ဖို့အားနေခဲ့လို့ကျွန်တော်တို့ရှေ့မှာတဘာဝပေါင်းခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တဘာဝဘေးနဲ့ပတ်သက်ပြီးတော့စိုးရိုးတွေခံစားခဲ့ရတယ်ဒါတွေကိုကျွန်တော်အတိတရားရှိဖို့လိုပြီးနော်ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့တတိတရားနဲ့အတိတရားနဲ့ရှောင်ရှားနေဖို့လိုပြီးလို့ကျွန်တော်ပြောချင်တာကိုဒီအောင်ဟုတ်ကဲ့ဟိုကျွန်တော်တို့အထူးသဖြင့်ရတာဒါဆင်ခြင်မှုမျိုးနယ်ပေါ့နော် ဟိုရန်ကုန်မှာဆိုရင်လည်းဒါဆင်ကျေဘုံဆင်ကျေဘုံမြို့နယ်မှာပေါ့ဒီအမှိုက်မီးရှို့တဲ့ပြဿနာဟုတ်ကဲ့တော်တော်လေးကိုအခုကျွန်တော်လည်းလူမှုကွန်ရက်ပေါ်မှာတွေ့ပါတယ်နော်အမှိုက်မီးရှို့နေလို့လည်းမခံနိုင်နိုင်ဖြစ်လို့ဘယ်ဟိုတန်ရမလဲရှင်းလို့ဘယ်ဟိုတန်ဘယ်ဟိုသွားပြောရမလဲခမရတို့အဲ့ဒီ post တွေလည်းအများကြီးတွေ့နေတာပေါ့ဆိုတော့ကျွန်တော်တို့ဟိုလူတွေကလည်းဟုတ်ကဲ့ဒီအမှိုက်နဲ့ပတ်သက်လို့ပေါ့နော် manage လုပ်တာနည်းနည်းလေးများလွဲနေသလားဟုတ်ကဲ့ ဒီမှာဒီမှာပြောမယ်ဆိုတော့အများကြီးပါဟုတ်ကဲ့ဟိုကျွန်တော်တို့လည်းဒီအမှိုက်နဲ့ပတ်သက်ပြီးတော့နော်ဟိုကျွန်တော်တို့အရင်ဒီ one is angle အစီအစဉ်မှာလည်းဒါကျွန်တော်တို့အများကြီးပြောခဲ့တာလည်းရှိပါတယ်နော် new dress မှာလည်းဒါကျွန်တော်တို့ဆွေးနွေးခဲ့တာရှိတယ်ဒီအမှိုက်ကိုအမှိုက်ပြဿနာဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့အမှိုက်ကိုနော်ပြတ်တော့စီးမဲ့ကမ်းမဲ့ပြတ်တယ်လမ်းပေါ်မှာအမှိုက်ကိုဖွေးနေတာပဲ plastic 8တွေမဟုတ်ဖွန်နေရောဘူးရေးတန်းဘူးဝန်နေရောအချွေးဘူးအော်အများကြီးပဲအခုကိုကျွန်တော်လည်းမညွှန်ဟိုမျိုးနဲ့အပြင်လမ်းထွက်ကြည့်လိုက် လမ်းပြီးဝဲရလမ်းပေါ်အမိုက်နေပြီလမ်းပေါ်လည်းမကောက်ညောင်းနေပါပိတ်နေညောင်းထဲမှာကျွန်တော်တို့ဖော်ဘူးတွေရောရေတံဘူးတွေဘောလုံးတွေပေါ်ပြီးတော့အဲ့ဒီဘတ်စကားဂိတ်အနီးဘက်အဲ့လိုအမိုက်နေပြီရက်ဝတ်ထဲလဲလမ်းပေါ်အမိုက်နေပြီကွန်တွေတွေအမိုက်နေဆိုတော့ဟိုနောက်တစ်ခုမှလည်းတွားပြီးတော့တတိထားမိတာကြတော့ဟိုမှာကားဂိတ်တို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဒူးစီကားနိုင်တဲ့နေရာပါညာတချို့ကားတွေမှာအမိုက်ဖို့မရှိဘူးဟုတ်ပြည့်စင်အမိုက်ပြည့်စင်နေရာမရှိဘူးမလုပ်ဝေးရအောင် ဟုတ်ပြီးဟာတော့ဟိုကလွယ်တကူပြစ်သွားတာပဲဟိုတနေ့ကဆိုလဲကျွန်တော်တာကေတာဟို108တောင်ဟုတ်ကဲ့မှတ်တိုင်မှာတွေ့တော့ဟာအဲ့108တောင်ဖះရှိရမှတ်တိုင်မှာဗျာအမိုက်တွေကိုဖွေးလို့စိတ်တော်မကောင်းဘူးဖះကြီးရှိမှာအမိုက်ကြီးအမိုက်ပုံလမ်းရှာကြောင်မတွေ့ဘူးအိုင်နာနော်အဲ့ဒါတပိုင်းပေါ့ဟောမင်းတို့မှအမိုက်ပြစ်ရှာမချမလုပ်ပေးထားတော့ကွာငါတို့ကပြစ်ရှင်နေနေပြစ်တယ်ကွာဆိုပြီးတော့လဲပြစ်လို့လဲမရပြန်ကိုစားတောက်ထားတဲ့အမိုက်နော်ကိုတုံးတဲ့အမိုက်ကိုကိုတိန်းထားပေါ့ ကိုကားဝါဟိုဘတ်ကားနဲ့သွားမယ်ဆိုလဲကိုကားဝါဆင်းတဲ့နေရာရောက်မှာလားလိုက်ကြည့်လိုက်မယ်အမှိုက်ပုံးရှင်အမှိုက်ပုံးမှာပြစ်လိုက်မယ်ဒါမှမဟုတ်ဟိုအမှိုက်ပြစ်စရာနေရာတီးတန်းလှုပ်ထားပြရရှင်အဲ့မှာပြစ်လိုက်မယ်ဒါမှမဟုတ်လည်းကိုအိမ်မှာယူသွားပြီးအိမ်ချမှာကိုအမှိုက်တောင်းလေးတွေကိုထည့်လိုက်မယ်အထာမျိုးလေးလည်းလှုပ်ဖို့လိုတယ်လေမှုန့်လာကျွန်တော်ပြောတာနော်ဒါတပိုင်းအမှိုက်ကြတော့စီးမဲ့ကမ်းမဲ့နဲ့ပြစ်တယ်နော်စီးစီးနဲ့ကမ်းနဲ့တွတ်သူအမှိုက်ပုံးမှာမပြစ်ဘူးဟောဒီအမှိုက်ကြတော့ဟိုစီးမရှိကမ်းမရှိဘီးရှုံပြန် အမှိုက်နဲ့ပတ်သက်တဲ့ management တော်တော်လေးလွဲနေတယ်ဆိုတော့အဲ့ဒါကိုပြောတာပေါ့နော်ဟုတ်ကဲ့ဟိုပြင်းမနေရမှာမပြစ်ဘူးဟိုဘယ်လိုခေါ်မလဲဟိုစီးမဲ့ကမ်းမဲ့ပြစ်တယ်နောက်ခါမလုတ်သိတဲ့အမှိုက်မျိုးရှုပါလေလုတ်တယ်ဆိုတော့တဆိုင်ဟာတောင်းဝရှိရသူတွေနေရတယ်ပညာပေးအစီအစဉ်နေတာကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်နော်ဒီအမှိုက်နဲ့ပတ်သက်လို့ပေါ့လေဟုတ်ကဲ့ဆိုတော့ဒါဟိုဒီထက်နော်ကြည်ကြည်ပြန့်ပြန့်နဲ့ပို့ပြီးထိရောက်တဲ့နည်းလမ်းတွေနဲ့ဒါဆောင်ရွက်ဖို့လိုပြီလို့ကျွန်တော်ကတော့ဒီလိုပဲအကြံပြုချင်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒါကျွန်တော်တို့ဟို ြို့နေပြည်သူလူထုအနေနဲ့ကလည်းနော်ကိုမြို့ကိုရကိုရတန်ရှင်းသားရနှပါရတွက်စီမဲကမ်းမဲ့အမိုက်မဆုတ်ပြစ်ကြပါနဲ့နော်ဟိုအမိုက်ကိုလည်းစီမဲကမ်းမဲ့မီးမရှို့ကြပါနဲ့လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဘာပဲပြောကျွန်တော်တို့အလုံးပူပေါင်းဆောင်ရွက်မှရမယ့်အခြေအနေပေါ့ဗျာနော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေရပဲရှေ့ရနေပြီးတော့လုံနေလို့လည်းမရပါဘူးအဲ့တခုလည်းဟုတ်ကဲ့ကျွန်တော်လုံနေလို့မရအောင်နောက်ကလိုက်ပါဆောင်ရွက်မှရမှာပြည်အားလုံးပါရနော်အဲ့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ကဟိုကိုတရားစွန့်နေရ စီကံမဲ့တဲ့သူတွေရှိတယ်လို့စီကံရှိတဲ့လူတွေလည်းရှိပါတယ်ဟုတ်ကဲ့ရှိပါတယ်ဟုတ်ကဲ့နော်စနေတဲ့ကြားနဲ့အမိုက်လေးတွေစွန့်ပစ်တာတွေနောက်ကကျွန်တော်တို့ဟူနာအမိုက်မီးမရှို့ဘဲနဲ့ကျွန်တော်တို့ဒီအမိုက်တွေစနေတဲ့ကြားထုတ်ပိုးပြီးတော့မှကျွန်တော်တို့တက်ဆိုင်ရာကျွန်တော်စီမင်သားရေးကုမ္ပဏီလာပြီးတော့ကျွန်တော်တို့အမိုက်သိမ်းတဲ့ကားနဲ့လာတော့မှစနေတဲ့ကြားစွန့်ပစ်တာတွေကျွန်တော်ရှိပါတယ်အဲဒါပေမဲ့ဘာပဲပြည့်ပြည့်ပေါ်ဗျာကျွန်တော်တို့စီးမဲ့ကမ်းမဲ့လူတချို့ကြောင့်စီကံရှိတဲ့လူတွေပါတိကျနေတယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ပါခင်ဗျာဆိုတော့ဒါလေးပါ နောက်ထပ်ကျွန်တော်အကြောင်းအရာတစ်ခုအနေနဲ့ကျွန်တော်ဗာပြောနေတာခုနကကိုကျော်လက်ကဟိုယာဒီစာလို့ပြောရတာကျွန်တော်လည်းယာဒီစာလေးတစ်ခုပေါ့ဟုတ်ကဲ့ပါခင်ဗျအဲ့ဒါလေးပြောနေတယ်ဗာလဲဆိုတော့ဒီတန်ချက်ဆက်လော့စမီကာကိစ္စပေါ့နော်ခုယာဒီကလည်းကိုကျော်ကျော်လက်တည့်တိုင်းပဲလေပွင့်လင်းရပြီပွင့်လင်းရပြီဆိုတော့ဒါပွင့်လင်းသမင်တွေကထောက်ချောက်လာလာတော့မှာနော်ဝုံးမတိုင်ခင်ထိလာတော့မှာဟုတ်ကဲ့ခုဆိုရင်လည်းဒါကထိန်ရသည်ဟုတ်ကဲ့နော်ဟိုဘုံကထိန်ဘာညာအတွက်ဒါကျွန်တော်တို့အလှခံကြရပြီပေါ့ဗျာနော်ဟုတ်ကဲ့အလှခံတဲ့ခါမှာလည်းအတီးမှုအကခုံလေးကလည်းပါတယ်ပေါ့နော်ဟုတ်ကဲ့ အဲ့မှာလဲကျွန်တော်တို့ဟိုအလှူခံလို့ကောင်းနော်ကိုအလှူခံမန်းတက်လေးဒါတတိထားမိအောင်အလှူငွေထည့်ကျင်တာအောင်ဒါကျွန်တော်တို့တချင်းလေးတွေဖွင့်အတန်ချဲစမ်းနေပေါ့ဗျာဖွင့်ရတာပေါ့ဒီနေရာမှာတချို့ကကြတော့ဟိုတရလုံးဗျတရလုံးဖွင့်လာလေရှိတယ်ဒီအတန်ချဲစမ်းကိုလေကိုပတ်ဝန်းကျင်နားမခံနိုင်အောင်လိုအပ်တဲ့ပုံရောက်ကြလိုအပ်တဲ့ပုံပြီးတော့ဒါကျွန်တော်တို့ဖွင့်ရတာရှိတယ်ဆိုတော့တဆိုင်ရာတောင်ရှိတဲ့သူတွေကလည်းဒါကိုအတိပေးတမ်းမြထားပြီလားဒီလိုမလုံးပါဘူးဆိုတဲ့ဟာ ဒါပေမဲ့လုံနေတော့မယ်တချို့စင်ညဘုံမျိုးနေမှာဆိုပို့ဆိုးတယ်အဲ့အလှူခံမန်းတဲ့နားမှာအဲ့ရှိနေလူတွေကလေမူးနေတာမူးပြီးတော့ကောက်နေတာဗျာလုံတော့ဘာသာတာသနာလုံနေเนาะဘာသာရေးလုံတယ်ပေါ့ဗျာဟိုမှာကြည့်တော့မူးပြီးကောက်နေအရက်ပလင်းနဲ့တောက်လိုက်ကောက်လိုက်အလှူခံလိုက်ဟာရန်နဲ့ကိုပွန်ထုံးနေတာပဲဒါဘာဘာဘာလုပ်တာလဲဟိုမြတ်စွာဘုရားလည်းမဟောခဲ့ပါဘူးဗျာเนาะဒီလိုချက်သားတို့ဘုံကနေတို့အလှူခံလို့ရှိရင် အရက်တော့ပြီးတော့တချင်းနေအကျယ်ကြီးဖွင့်ပြီးတော့ကရမယ်လို့ငါဖခင်ကမိန်တော်မူတယ်လို့လည်းမမိန်ခဲ့ပါဘူးနော်ဘာဘာလို့တာလဲဒါဘာသာရေးကိုခုထုံးလို့ပြီးတော့အပျော်ရှာတာလားဒါမှမဟုတ်မြတ်စွာဘုရားရှင်ကိုဟိုဒါဟိုစော်ကားမော်ကားလို့ပြီးတော့အပျော်ရှာတာလားဘာလဲကျွန်တော်တို့ဘာသာတန်တရာကိုညှိုးနှိုင်းအောင်လုပ်တာလားဒါဘာသာတန်တရာညှိုးနှိုင်းအောင်လုပ်တာနော်တခြားဘာသာကြားနေမြင်သွားရင်ဟာသူတို့ကအဲ့လိုကြီးလားဒါဘာသာတန်တရာညှိုးနှိုင်းအောင်လုပ်တာအချို့တော်တော်စွတ်စွတ်ဘွားဖြစ်တာဗျဟုတ်ကဲ့ဟိုဘာလဲဟို ဟိုဟာဘုံကလေးမန်းတက်ဆိုပြီးတော့ဗျာတော်ညော့ဗျာလူတွေအိတ်ချင်းအချင်းကြောင့်ရက်လိုက်တော့ဗောဗျာဟုတ်ကဲ့ဟိုဘဲနဲ့ညဘက်ကြီးမှာဟုတ်တယ်ဟုတ်တယ်အဲ့ကိစ္စအဲ့ကိစ္စလည်းပြောနေတာဟုတ်တယ်ကာလာအိုကေဆိုနေတာဟာတော်တော်ဆိုးဆိုးဟာအမမူးပြီးအတန်နေရချို့ကလည်းကာလာအိုကေဆိုတချို့ကလည်းဟိုဥမာဗျာဘာသာရေးဖက်ဘာသာရေးနဲ့ဆိုင်တဲ့သင်းမှုဖဲနဲ့အေးခုနပြောတဲ့ DJ DJ ရောနောက်ပြီးရောနောက်တိုင်းတီးလုံးရောဘာတွေရောစုံနေရတဲ့အဲ့ဒါနဲ့မူးပြီးတော့ကနေဖွင့်နေကြည် နေ့လည်းမအေးရညလည်းမအေးရတချို့တွေဆိုရင်တော်တော်ဆိုးပါလေဟုတ်ကဲ့မဖွင့်နဲ့လို့မပြောဘူးဖွင့်ပါလေကျွန်တော်အတိုင်းသားတစ်ခုဒီပေါ့ဗျာနောက်လူချင်းတိတ်ချင်းဒီအဲ့လိုကျွန်တော်တို့လူအိတ်တဲ့အချင်းဒီကိုကျွန်တော်တို့ဒီလိုကကာရာโอเกะဆိုတာမျိုးတွေအတိုင်းရန်တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ခင်ဗျာတွားတွားတားလို့ရှိရင်လေကိုကဟုတ်ကဲ့တို့ကပြောသေးတယ်ကျောင်းလာငါတို့ကဘာသာရေးလောက်တာကွာမင်းဘုန်းနာမသာမဟုတ်လားဆိုပြောတယ်ဟုတ်တော့တော်ပြောပြန်ဟဲ့အဲ့ဒါရှိသေးတယ်ဟုတ်ပြန်ဟဲ့တာဆိုတော့ကျွန်တော်တလောင်းဒီမှုကွန်ရဲ့ပေါ်မှာ post လေးတစ်ခုတွင်လိုက်သေးတယ်ဟိုတလောင်းဖြစ်သွားတယ်ကျွန်တော်ဒီဟိုဗုဒ္ဓံတရဏံကိစ္ဆာမီတခြင်းကို နော်ဟိုဘားမှာ DJ နဲ့ဟုတ်ကဲ့ဟိုတင်းပြီးလို့ DJ DJ အမျိုးသမီးနော်ဒါကျွန်တော်တို့ဟိုအရေးယူခံအဖြစ်စဉ်ရှိရဲဆိုတော့ကျွန်တော်တို့ဒီအဲ့လိုမျိုးတဲ့ဘာသာကြီးနဲ့သက်ဆိုင်တဲ့အပွင့်လန်းသမီးတွေမှာရောပွင့်လန်းသမီးတွေမှာတဲ့အဲ့လိုဘာသာကြီးနဲ့မဆိုင်တဲ့အနောက်တိုင်းကြီးလုံးတွေ DJ နဲ့ဖွင့်ပြီးတော့မူယူဘီကနေသူတွေရောအရေးယူလို့မရဘူးလားဆိုပြီးတော့မေးတာကြောဟာဟုတ်တယ်လို့အဲ့ဒါလည်းအရေးယူလို့ရတာပဲလို့ဒါလည်းသူကဘာသာကြီးကုလုံးလို့ပြီးအောင်ဟိုဖြစ်တာပဲလေကြောက်ကိုဘာသာတန်တော်ဆော်ကားတာပဲဒါလည်းဟုတ်ကဲ့နော်ဒါမျိုးလေးပေါ့ဗျာနော်ဟုတ်ဟို မဖြစ်စေခြင်းလို့နော်ဖန်းဟယ်စီးရဲ့အရေးယူခံရတယ်မဖြစ်စေခြင်းလို့ကိုအတိစိတ်နဲ့ကိုအတိတရားလေးနဲ့ကိုထိန်းကြပါလို့ဒီတော့ပဲပြောနေမှာခင်ဗျဒီတော့ပဲပြောနေမှာလူဆိုရင်တော့အတိစိတ်တက်ရှိပါတယ်နော်ကိုအတိစိတ်နဲ့ကိုအတိတရားလေးနဲ့ကိုထိန်းကြပါခင်ဗျဒီတော့ပဲပြောနေမှာအားလုံးကကိုတရားဆုံးနေပြောသေးပါပဲအားလုံးကကိုအတိနဲ့ကိုအတိတရားနဲ့ကိုထိန်းမယ်ဆိုလို့ရှိရင်ကျွန်တော်တတ်မှတ်ထားတဲ့ကျွန်တော်ဥပဒေတွေစီကံတွေကိုကျွန်တော်လိုက်နိုင်မယ်ဆိုလို့ရှိရင်လောကကြီးရဲ့အမြင်တရားပါတယ်ခင်ဗျနော်ဒါမို့လို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုးတွေဖြစ်မယ်မခံနိုင်တဲ့လူကပြောမယ် အဲ့မှာရန်နေဖြစ်မဲ့စကားများလူတော်ပြဿနာကြီးချင်းရနိုင်တယ်ဖြစ်လာနိုင်တယ်နော်အဲ့တော့ဘာပဲပြောကျွန်တော်တို့ဟိုရုပ်ရလည်းမပြတ်အောင်ဟုတ်ကဲ့နော်ကျွန်တော်တို့ကုသိုလ်ရေးကိစ္စလည်းကောင်းမွန်ဆောင်ရနိုင်အောင်အားလုံးလေးကျွန်တော်တို့အစဉ်ပြေပြေနဲ့ပူပေါင်းဆောင်ရမှုတွေလုပ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟိုကျွန်တော်တို့ဒီ delay မြန်မာရုပ်က delay လေးဆိုတာနော်ဒါကျွန်တော်တို့ important ချက်ဖို့ကောင်းပါနော်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်ဒါနှစ်ပေါင်းလေးကြာပါပြီနော်ကျွန်တော်တို့ဘိုးစင်ပေါင်းဆက်ထိမ့်သိမ်းလာခဲ့တဲ့နော်ဒီလိုရိုးရအလေးချင်းလေးရိုးရအမွှင်းလေးတွေရိုးရပွဲလန်းသပင်လေးတွေ ဒါလေးတွေကိုကျွန်တော်ကရိုးရံအငွေ့တက်လေးမပြောက်စေခြင်းဘူးဗျာဟုတ်ကဲ့နော်ဒီလိုအပြုံကနေအပြက်ဖြစ်သွားတဲ့ဟာမျိုးတွေမဖြစ်စေခြင်းဟုတ်ကဲ့ပါအဲ့တော့ဝိုင်းဝန်းထိန်းသိမ်းကြပါလို့ပဲပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီကနေ့ဒါကျွန်တော်တို့ပြောဆိုဆွေးနွေးတင်ဆက်ပေးကြတာလေးနည်းနည်းလေးအချိန်နဲ့သွားပြီဆိုတော့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီကနေ့စီစဉ်လေးတော့ဒီမှာပဲညနာလိုက်ချင်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဆွေးနွေးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုကျွန်တော်တို့ဆွေးနွေးတင်ဆက်ပေးကြတာကတော့လက်တလောလူမှုကွန်ရက်နဲ့လူမှုဝန်ကျင်မှာနှုတ်နှုတ်ရှားရှားနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးနောက်တစ်ခါ သတိပြုဆင်ခြင်ရမယ့်အကြောင်းအရာတွေတဲကမှအကြောင်းအရာချို့ကိုထုံးလို့ရွေးချယ်ပြီးတော့ဆွေးနွေးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ